အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဇိုင်းဆရာကြီးရွှေဦးထောင်းရေးသားထားတဲ့ယရနာပုံလို့မြင်ရတဲ့အခန်းစေဝတ္ထုရဲ့အပိုင်းတစ်ဖြစ်ပါတယ်ခင်ဗျာနောက်တော့တဆင်ပေးကြပါအောင်ခင်ဗျာမန္တလေးမြို့တောင်ပြင်မင်္ဂလာစေးနီ CV line ခေါ်ရက်တွင်တစ်ပင်ဥယျာဉ်ပန်းမှန် စားရှိသည်တို့ဖြင့်ဝိုင်းရံလျက်ရှိသည့်အင်ကြီးတစ်ဆောင်တွင်ဥရောပတိုက်သားတို့နေထိုင်ပြီးတကယ်သို့အင်ထောင်မှုပရိဘောကစသည်တို့ဖြင့်ခန္ဓာလပစွာပြင်ဆင်၍ထားသော အခန်းကြီးတစ်ခန်း၌အသက်50ခန်းရှိရုပ်ရည်မွန်ကြီး ပြူစင်ရှိ၍အလုံးတရာလူရည်တန့်သောမြမအားရာရှိကြီးတယောက်သည်ဆွဆွပြူလျက်ရှိသောသပင်ကလေးကိုချုံမွေအောင်ထုံး၍ပက်လက်ကလေးထိုင်းမော်တွင်ဆေးတံကိုတောက်လျက်ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်တွေးတော်၍နေသည့်ဟန်နှင့်ထိုင်းနေလျက်ရှိလေသည် ၎င်းရာရှိကြီးမှငယ်ရွယ်စဉ်အခါမှစ၍အင်္ဂလိပ်အစိုးရမင်းတို့၏အမှုတော်ကိုကောင်းမွန်ကျွမ်းလွန်စွာထမ်းရွက်လာခဲ့ရာတဆင့်မှတဆင့်ရာထူးတိုးတက်၍ဒုတိယရင်းစစ်ကဲအဖြစ်သို့ရောက်တွင်အသက်အရွယ်လေးကြီးရင် ကောင်းစွာလည်းမကျန်းမှာအမှုရန်နှင့်လည်းစေသည်ဖြင့်ပင်စင်ယူပြီးလျင်အောက်သားစာတိပင်ဖြစ်တော်လေအောက်ပြည်သို့မပြန်ပေမန္တလေးမြို့တွင်ပင်ဆက်လက်နေထိုင်လျက်ရှိနေလေ၏ ၎င်းလူသည်အစိုးရမှုကိုထမ်းရွက်စဉ်အရာရှိကြီးတယောက်ဖြစ်သည့်အတိုင်းဒါခချင်းငွေများစွာရရှိသည့်အပြင်မိဘ၏အမွေနှင့်အမြောက်များပင်ဆက်ခံရတော့လေအနေထိုင်သုံးဆွေစသည်တို့သည်ဥရောပဒိတ်တာအရာရှိကြီးတို့ကဲ့သို့နေထိုင်၍လာခဲ့ရာ မိဘအမွေနှင့်လေယာချောင်းမြောင်စသည်တို့သည်တပြေးပြေးရောပား၍သွားပြီးအစိုးရအလုံးမှထွက်၍ပင်စင်စားခြင်းကြရောက်သည့်အခါ၌လေမြေရာမီဥယျာဉ်မြေစသည်တို့သည်တေကမြမကြံပေါင်းနှံ၍ထားရသည့်အပြင် လာကမှလည်းတဝက်မြသာရရှိလေ၏ ဤကဲ့သို့ပင် အဝင်ထဲပ၍သွားတော်လေစစ်ကဲကြီးသည်ငယ်ရွယ်စဉ်မှစ၍အသုံးဆွဲအပေးကမ်းအားကြီးသည်ဖြစ်သောကြောင့်ယုတ်တည်းမချိုးချန်နိုင်မရှိရာမိမိရရှိသောပင်စင်သည်ချေး၍ထားသောငွေတို့ကိုပေးဆက်လောက်ယုံသာရှိ၍သုံးဆွဲရန်ငွေမှာနောက်ထပ်လှည့်၍သုံးဆွဲရလေ၏ အစိုးရအမှုကိုထမ်းရွက်စဉ်အခါ၌လည်း၎င်းစစ်ကဲကြီးသည်မိမိ၏လာကလေးနှင့်မတုံးဆွဲလောက်သည်ဟုသိတော်လေတစိုးလက်ဆောင်စားခြင်းမတရားသဖြင့်တရားစီရင်ခြင်းစသည်တို့ကို အလင်းဝါဒနာမပါသောကြောင့်မိမိနှင့်အရာတို့အမှုရန်တို့သည်အချင်းချင်းဥကောင်းကိုညှိနှိရဲ့မဲ့ရွေး၍ပြောဆိုထကြကုန်၏။တခါတည်းဟံအမှုသည်တယောက်သည်ငွေဆက်ကူတရားနှင့်တစ်ချက်ကိုစစ်ကဲကြီးအားဖနှက်ဝေ၍စီတော်မူရန်ဟုလက်ဆောင်ဖြစ်ဖြင့်ပေးသောအခါ ၎င်းလူအားငါဤဖက်ကိုငါဝဲစီးနိုင်သည်မင်းဤကိစ္စမဟုတ်ဟုပြန်၍ပေးလေကြောင်းတခါတည်းအမှုတွေကအတင်းကျပ်ပေးလေတော့ကစေကဲကြီးသည် အစီကံတရားကိုခေါ်၍တီကောင်အင်တန်ငွေပေါဟန်လက္ခဏာရှိသည်ဟုပြောလေရဲ့လမ်းတွင်ကောက်ရသည်ဟုစားတစားကိုရေး၍ငွေတိုက်သို့ဗန္နာတော်အဖြစ်ဖြင့်တွင်ရန်ဆေးလွတ်လိုက်လေ၏ဤကဲ့သို့သောတရင်ကိုကြားရမြေတူတရားအောင်မြတ်စိုးလက်ဆောင်ပေးမြေအကျံနှင့်စေကဲကြီးအိမ်သို့မဝင်ဝင်ကြကုန် ၎င်း၏မိတ်ဆွေကုံသေးကြီးပွဲစားကြီးအပေါင်းတို့ကစစ်ကဲကြီးဦးထင်ကျော်သည်ဖြောင့်မတ်သောသဘောရှိကြောင်းအတုံးဆွဲကြီးကြောင်းနှင့်ပြောဆိုပြီးဝိုင်းဝန်းကူညီလိုသောဆန္ဒနှင့်တနေ့တနေ့မိတ်ဆွေ၄၅ဦးတိုင်ပင်၍အိမ်သို့သွားကြရာဦးထင်ကျော်၏မြင့်မြတ်သောသဘောကိုသိကြ၍မိတို့စတင်ပြောဆိုရမည်မသိရှိနေကြသေးတွင်တဦးသောသူကစတင်၍ကုံသေးတို့ပြောလေရှိသည့်အတိုင်းဝင်ဝင်ထွက်ဝင်တို့ကိုဆင်ခြင်၍သုံးဆွဲတင်ကြောင်းကိုပြောမိရာ ်ဦးထင်ကျော်သည်ထိုင်ရာမှရုတ်တရက်ထား၍ပြောဆိုလာသူ၏မျက်နှာကိုစစ်စစ်ကြည့်လျက်လက်ပိုက်ကခန့်ကနေရပ်ပြီးလျင်မိတ်ဆွေတို့၏အကြံကိုကျွန်ုပ်သိ၍ကျေးဇူးတင်ပါသည်သို့သောကျွန်ုပ်၏အိမ်သည်ဝင်းဝေးထွက်ဝေးအကြောင်းကိုတရားဟောပြောရန်နေရာမဟုတ်ပါဟုပြောတော့ကြောင်းပွဲစားကြီးဂုံတွေကြီးတို့သည်အချင်းညင်တယောက်၏မျက်နှာကိုတယောက်ကြည့်လျက်ဆက်လက်မပြောဝန်းချဘဲပြန်သွားရလေ၏စေကေကြီးပလက်ကလေးထိုင်ပေါ်တွင်ထိုင်လျက်နိုင်ရန်တွင်ဆွေးရွေထားသော ရည်ချင်းနှင့်ပြည်စုံသည့်မိမတရားဤဓာတ်ပုံကိုစဉ်းစားရင်းကြည့်၍နေစဉ်အစီကံတယောက်သည်ခြေပြားထောက်လျက်အခန်းတွင်သို့ဝင်လာပြီးလျှင် ကိုထွန်းမြတ်လာပါသည်ဗျာဟုလျှောက်ထားလေ၏။စေကဲကြီးလည်းဓာတ်ပုံကိုငေး၍ကြည်မြဲတိုင်းကြည့်လျက်ဝင်ခဲ့ပေစေဟုပြောလိုက်ရာ အစီကံလည်းလူတယောက်ကိုခေါ်လာ၍အခန်းတွင်သို့တွင်လိုက်ပြီးလျှင်ထွက်သွားလေ၏။မောင်ထွန်းမြတ်ဆိုသူမှာအသက်29နှစ်ခန့်အမြရှိ၍လူပုံလူပန်းထောင်ထောင်ပေါင်းပေါင်း စေမြတ်ကြာနာပြည်ပြည်၍ရုပ်ရည်လွန်စွာ မချောလာတော့လေအလွန်တရာကျက်တည်ရှိလျက်ရှင်ပြသောမျက်နှာရှိပေ၏စေကေကြီးလေခြေတန်းချားသဖြင့်ရုပ်ပုံကိုကြည့်ရမှလဲ့ပြီးလျင် ထိုင်ပါအောင်ဟုကလထိုင်တစ်ခုကိုလက်ညှိုးညွှန်၍ပြပြီးလျင်မတွေ့ရသည်မှကြာပြီးဖြစ်၍ယခုတွေ့ရသည်ကိုဝမ်းမြောက်လာပါသည် အလေတက်တက်လာသလားမောင်ဟု မေးရမောင်ထွတ်မြက်ကကျွန်တော်အခုလာသည်မှာအလေတက်တက်မဟုတ်ပါ အေးစားနေလာပါသည်ဟုပြောလျင်ချစ်ကဲကြီးသည်ကလထိုင်တွင်မြင်၍နေရမှ မတ်တက်ရက်လိုက်မတ်မတ်ထိုင်လိုက်ပြီးလျင်ဘာကိစ္စပါလဲဟု မေးရာအောင်ထုံးမြတ်သည်မိမိကလထိုင်ကိုချစ်ကဲကြီးဤသို့ဆွဲ၍ထိုင်ပြီးလျင်တီအိမ်ကိုရောက်မြင်ကြလို့ကျွန်တော်လာပါသည်ဟုခတ်တူတူပြောလေ၏ချစ်ကဲကြီးလည်းညနာကိုတင်းတင်းထား၍နေပါဦးမောင်မောင်ကပဲအတွက်မေးပါသည်လေမောင်ကိုဘယ်သူကလွတ်လိုက်လို့လဲပဲချွေးရှင်ကမောင်ကိုငားပါသည်လေဟုမေးလျင် ောင်ထွန်းမြတ်ကကျွန်တော်တို့ရှိနေဆိုတဲ့လူမျိုးဟာတစ္ဆာနေတယ်လို့ကဘာကသမုတ်ကြသည်ကိုကျွန်တော်အသိဖြစ်ပါသည် သို့သောကျွန်တော်ကိုယ်တိုင်၌မှာတော့အမှုတွေများကို လိမ့်လေလက်ပတ်ဓာတ်တွင်ဖြောင်းပြပြီးလျင်ကောက်ကျစ်ဆင်းလဲမှုဆို၍တစုံတစ်ခုမှပြုဘူးသည်မရှိပါရှေ့ကိုလည်းပြုမည်မဟုတ်ပါဟုမျက်နှာတင်းတင်းနဲ့ပြန်ပြောရာစေကဲကြီးကတိကံပါမောင်ကျုပ်ကကြွေးများနေလို့ဖြစ်တော့ကြွေးရှင်တွေညံများသည်ကိုတိလုံးလို့ဖြစ်ပါသည် စိတ်ကြည့်ပါနဲ့မောင်ကိစ္စကိုပြောပါဟုဆိုလေ။ပေါထုံးမြတ်ကတီအိနှင့်ဒီဝင်းကိုရောင်းမြင်ကြ၍ကျွန်တော်ပါလေမိဖို့ကလေးရှိတော့ဝယ်ထားမည်အောင်မေး၍လာမေးပါသည်ဟုပြောလျင်စကဲကြီးလဲအောင်မေးရှိနေအလုံများအကောင်းကြီးပါကလားဟုဆို၍အတန်ငယ်စဉ်းစားပြီးလျင်ပြောသည်မှာပေါထုံးမြတ်ကျုပ်မှကြွေးအင်တန်ထူတယ်ဆိုတာမောင်သိပြီးသားပဲ။ရသည့်ပင်စင်ကလေးကလည်းအတိုးပေးလောက်ယုံတာတာကလေးရှိတယ်။ ်ဒီလိုတနည်းနည်းနဲ့ငွေရအောင်ကြုတ်ကြံရတာပဲယခုဒီအိမ်ကြီးဒီဝင်းကိုရောင်းလိုက်မယ်ဆိုတာလူများအတိမဖြင့်ကျွေးရှင်တွေအကုန်ဆုံးပြီးလာကြလိမ့်မယ်ဒီတော့အထင်ရှားမရောင်းမယ်ရောင်းသူဝယ်သူနဲ့အတိတက်တွေလောက်သာတည်စီမှငွေကလေး၄5000လောက်ကြုတ်သုံးလို့ရမှာပဲဒီအိမ်ဒီဝင်းနဲ့အိမ်ထောင်မှုပါအားလုံးဘယ်လောက်ပေးနိုင်မှာမလဲဟုမေးရအောင်ထွန်းမြတ်ကဥမိန်ရှိပါဟုပြန်ပြောလေသည်ဒုက္ခစစ်ခဲကြီးက၃000ထားပါတော့ဟုပြောလေရာ ။မောင်ထွန်းမြတ်သည်အိမ်ဝင်းတို့၏တံမှုကိုခံမှန်းပြီးဖြစ်၍၂တောင်းကျွန်တော်ပေးနိုင်ပါသည်ဟုဆို၍အနည်းငယ်ပြောဆိုကြပြီးလျှင်၂တောင်း၃ထောင်နှင့်ဈေးတည့်ကြလေသည်။စကားအနည်းငယ်ပြောဆိုကြပြီးနောက်မောင်ထွန်းမြတ်လည်းပြန်တော့မြည်ဟုထားလေလျှင်စကဲကြီးကနေပါဦးမောင်ယနေ့ညဒီမှာပဲသမင်းစားပါဟုတားရ။ စကဲကြီးသည်ဒါမင်ညလူကိုဓမင်းစာဖိတ်လေးမရှိတော့ကြောင့်မောင်ထွန်းမြတ်သည်မင်းင်းပယ်ဝန်းအမေပြန်၍ထိုင်ပြီးလျင်စကဲကြီးတယ်ဒီငွေစီးကရက်ဘူးမှစီးကရက်တလေးကိုမင်းကြီးရဲ့တောင်းလျက်စကားဆက်လို့ပြောနေကြကုန်၏ ဤသို့စကားပြောဆိုနေကြစဉ်အိမ်တွင်ပဲအခန်းတကားသည်ရုတ်တရက်ပွင့်၍မိုးဆွေ၍နေသည့်အခါဝေမုန်းတဲ့နေကိုမြင်လိုက်ရသောအခါလူတော်ဘာတို့သည်ရုတ်တရက်နေ၏အလင်းကိုရသဖြင့်ဟာရယာနှလုံးရွှင်ပြုံးစွာရှိပြီတကယ်သို့စာရွက်ကလေးကိုမခုတ်ရီကိုကိုင်း၍ထွက်လာသူ16နှစ်အရွယ်မိန်းမကလေးကိုမြင်လိုက်ရလျင်ပေါင်ထုံးမြတ်သည့်ကျောင်းသားအရွယ်လွန်သဖြင့်လူလူကြီးဖားဖားဖြစ်လျက်နေမည်ဘဝင်တုံလေးရဲ့ငေး၍ကြည့်မိလေ၏ ဦးကောင်းလျှော်သည့်ဤဖြစ်၍ခါဟောက်တို့ဝင်းလျက်ရှိသောသပင်ကိုဖဲချိုးပြားကလေးဖြင့်ကပိုးကယိုစီးပြီးအသားအေးစေယုံမြသာလျင်တဏှကားရည်ကျဲကလေးကိုမတိမတလိမ့်လျက်စူရီဒီဖွင့်တို့အပြာတည့်အပြာတစ်ဖက်ရည်လုံးကြီးကလေးကိုလက်တစ်ဖက်နှင့်မကိုရီကိုမပီးလျင်လက်တစ်ဖက်မှဇာရက်ကိုကင်ကာဝင်လာလေလျင်နောက်တစ်ဖက်တွင်ငားရည်ခန့်အမြရှိသောစိန်တလုံးနှကဲ့အယောင်သည် ၎င်းပထမတန်းစိန်ဖြစ်၍အယောင်လက်လက်ထွက်ရကာ၎င်းစိန်ရောင်သည်မိန်ကလေး၏မျက်လုံးအယောင်နှင့်မိသူကကောင်းလေသည်။ခြွေတွင်ဝတ်ထားလျက်ရှိသောခြွေချေခြင်းသည်မိန်ကလေး၏အသားနှင့်မိသူကဝါလေသည်။လေ၌ဆွေးပြေးထားသော ပလဲကုန်းသည်မိန်ကလေး၏သွားနှင့်မိသူကဖြူလေသည်။ပြည့်မှကြောက်နေသည်မိန်ကလေးနှခမ်းနှင့်မိသူကနေလေသည်စသဖြင့်အံဟောတွေးဆောင်ရမရနိုင်အောင်ပင်ရှိလေ၏ ဖေဖေဖေဟာ Mrs Brown ကဒီကနေ့ညဆက်ကကြည့်ရအောင်နဲ့ခင်စီစာရေးလိုက်တယ်ဗျာဟုဆို၍ဇာကိုဖခင်အပြမည်ပြုရာအဲ့ဒီတယောက်ကိုမြင်သဖြင့်ပြန်၍သွားမည်ပြုလေသည်သူရတွင် စကဲကြီးကနေပါဦးခင်ရဲ့တရားကဖေဖေမိတ်ဆွေအမိန်တော်ရမင်းကိုထွန်းမြတ်ပဲရှိပုံမာနေတုန်းကဖေဖေတို့အိမ်သားကမြို့ဦးမင်းသားဟာလေကျုံနဲ့တံမန်ကလေးနဲ့လော်ကစားကြတာမမှန်းမိဘူးလားတီတုံးကတငယ်ပေါ့ အခုတော့မန္တလေးမှာအမိန်တော်ရမင်းဦးထွန်းမြတ်ဆိုတာအကျော်တစောပေါ်ဟုပြောလျင်ခင်းစိန်ကြီးသည်အင်္ဂလိပ်အမှုရာအတိုင်းမိမိဖခင်သူနှင့်ပြသခဲ့သည့်အပြင်အင်္ဂလိပ်စာလက်တံအင်္ဂလိပ်မှများနှင့်လေအနေငယ်ရုံးသောနေထိုင်ခဲ့သည်ဖြစ်သောကြောင့်မောင်ထွန်းမြတ်အားလက်ဆွဲ၍နှုတ်ဆက်ပြီးလျင် ရှေ့ကပေါဟောင်းပေါဟောင်းများနှင့်တွေ့ဆုံရသည့်အတွက်များစွာဝမ်းမြောက်ပါကြောင်းနန်ကိုလည်းရှေ့ကကဲ့သို့အကျန်းတို့ရင်ပေါင်းသင်းဆက်ဆံရလိမ့်မည်ဟုမျှော်လင့်ပါကြောင်းစသဖြင့်မျက်နှာထားချူချူနှင့်လောကဝေစကားပြောရာမောင်ထွန်းမြတ်ကလည်းအရင်ကကဲ့သို့အယောတူရင်ချစ်ချစ်ခင်ခင် ရှိကြပါက အတိုင်းထက်လွန်ပင်ရှိမည်ဖြစ်ပါသည်ဟုပြန်ပြောပြီးနောက်ခင်စိန်ကြီးလည်းဖခင်ထံမှဆက်ကက်သွားရင်အခွင့်ရသည်ဖြင့်ကြံစာရေးရန်အခန်းပြင်သို့ထွက်သွားလေ၏ ညနေ9နာရီခန့်အချိန်ကြာရောက်လျင်ဘောင်ထွန်းမြတ်နှင့်စစ်ကဲကြီးတို့သည်အေကန်ထဲမှထား၍သမင်းစားခန်းထဲသို့ဝင်ကြပြီးလျင်ဟဲ့စောကြီးခင့်ပြောလိုက်ဟုမိန်ကလေးစီကံတရားကိုခိုင်းလိုက်ပြီးနောက်ဇပွဲမှထိုင်၍စောင့်နေကြရခင်စိန်ကြီးသည်ဆက်ကပ်ပွဲသို့သွားရန်ဝစ်စားဆင်ရင်းလျက်အိမ်ပေါ်မှဆင်းလာလေ၏ ။ပေါင်ထုံးမြက်သည်ခဆောဆော၌ကဘကူယိုနေထိုင်သည့်ရုပ်ကိုမြင်ရုံမျှနှင့်ချောလာပြီးဟုမှတ်တင်၍နေသည့်အတွင်ယခုတဖန်ပွဲသွားရန်ဆင်းရင်ဝတ်စား၍လာသည့်ခင်းစင်ကြီးကိုမြင်လျင်အိန္ဒြေကိုနိုင်နိုင်ဆယ်၍နေရလေ၏။ ခင်စင်ကြီးလည်းဝင်းဝင်းပြောင်ပြောင်တောက်ပါတော်ဝိစားတို့နဲ့ဖခင်ဤစွဲတို့လာ၍ထိုင်ရာပေါင်းထွမျက်နှင့်နည်းနည်းချင်းဆိုင်ကြနေသဖြင့်ချွေရောင်စင်ရောင်တို့သည်ဓမ္မီရောင်ဟတ်သဖြင့်အယောင်ပြန့်ပြီးလျင်ကြည်လင်တို့ပါသောခင်စင်ကြီး၏အသားသည်တာ၍ပင်ကြည်လင်လပလီသည်ဟုပေါင်းထွမျက်၏စိတ်တွင်အောက်မြင်မိလေ၏ စစ်ကဲကြီးလေးပြည်လက်တအရာရှိကြီးတို့ကဲ့သို့နေတိုင်းစားတော့သည်ဖြစ်၍မောင်ထွန်းမြတ်အောင်ကောင်းမွန်လာစွာသော စားတော့ဖွဲတို့ကိုကျွေးမွေးရာ မောင်ထွန်းမြတ်သည်ယူပါယုံ၌မနောရံကြီးတွယ်လျက်နေသည်ဖြစ်သောကြောင့် ိမ်ဝါယုံရတာကိုမခံစားနိုင်ပေရှိရကစားဖွယ်မျိုးမျိုးတို့၏အရာတာကိုချိုးသည်ချင်းသည်ဟုမပြောနိုင်အောင်ပင်ရှိပေ၏ဤသို့ပင်ရှိတော်လေမောင်ထွန်းမြတ်မှာလူကြီးလူကောင်းတို့နှင့် အစင်မပြတ်ပေါင်းသင်းဆက်ဆံနေခိုင်ခဲ့သည်ဖြစ်၍လူမှုလူရေးကိုကောင်းမွန်စွာနားလည်ပြီးဖြစ်တော်ကြောင်းအစိမ့်တက်တက်ဖြစ်သည်ဟုမှတ်မှတ်ထင်တဲ့ချီ ထို့ပြင်အတက်ပင်ကဲ့သို့လေဂုံတီအရှိလူကြီးလူကောင်းသားတယောက်ဖြစ်သည့်အပြင်တိတန်သောတမာရီစူးချသောဉာဏ်ပညာရည်အချင်းနှင့်ပြည့်စုံသည့်လျောက်ဒုတိယလမ်းရှိနေပင် ဖြစ်တော်လေဘီလက်ပြန်ဝိလုံများလောက်များမကအမှုကြီးအမှုကောင်းများစွာလိုက်လံနေရသည့်ဖြစ်သောကြောင့်ငွေချေးမြောက်များပင်စူးစောင်းမိရကား မန္တလေးမြို့ရှိ အရာရှိအရာခံဂုံတို့ရှိပွဲစားကြီးဂုံတွေကြီးသားသမီးတို့သည်မောင်ထုံးမြတ်နှင့်အကျွမ်းတူရင်ပေါင်းသင်းဆက်ဆံလေးရှိကြသဖြင့်မောင်ထုံးမြတ်သည်မိမချောမိမလာတို့နှင့်ရှင်ပါပီးဖြစ်လေသည်ဤသို့ဆိုရ၌မောင်ထုံးမြတ်သည်သားပြိုသမီးပြိုတို့ကိုနှမချင်းမဆာနာပဲဖြစ်လို့ဖြစ်စီကြံစီခဲ့သည်ဟု၍မယူသင့်မီ ်ဒီကြည်သောသမารီနှင့်ပြည့်စုံသဖြင့်ဆိုခဲ့သည့်အတိုင်းအဆွေခင်မုန်းကဲ့သို့၎င်းပေါင်းနမကဲ့သို့၎င်းသာလျင်အောင်းမေ၍ပေါင်းသင်းဆက်ဆံသည်ဟုယူဆသင့်မိသည်တို့ရတွင်၎င်းနှင့်ပေါင်းသင်းသူမိန်းကလေးတငယ်ချင်းတို့၏စိတ်၌ကမြည်သူအောင်းမေသည်ဟုအာမမခံဝန်းကုန် ခုနှစ်နာရီခွဲခန့်ရှိ၍တမင်းစားတော့ပြီးလျင်စစ်ကဲကြီးသည်ပက်လက်ကလက်ထိုင်းမော်သို့ရွှေ့ထိုင်း၍အဖိုးထိုက်တန်သောဆေးဘူးမှ မွေးကြိုင်လာစွာသောဆေးနှင့်ရေမြုပ်ဆေးတံကိုတောက်လျက်စိတ်ကူးစဉ်းစား၍နေစဉ်မောင်ထွန်းမြတ်လည်းခင်စိန်ကြီးနှင့်မိမိတို့ငယ်စဉ်အခါဖြေဖို့၌နေထိုင်ကြသည့်အဖြစ်အပျက်တို့ကိုပြောဆိုရေမောယူနေကြလေ၏ ရှင်းနာဤထိုးချိန်ဤလျင်စကဲကြီးသည်ကလထိုင်ပေါ်မှထား၍ဥပရိအကြောင်းကိုစကားတခွန်းစတင်မိလိုက်လျင်ခင်စိန်ကြီးသည်မိမိနားမလည်သည့်စကားဖြစ်၍ကလထိုင်မှထားပြီးလျင် ပေါင်းထုံးမြတ်အားနောင်ကိုတွေ့ဆုံရလိမ့်မည်ဟုမျှော်လင့်ပါကြောင်းစသဖြင့်နှုတ်ဆက်စကားပြောဆိုပြီးလျင် အိမ်မော်တို့တက်သွားလိမ့်ဤအချိန်နှင်းငယ်ကြံသေးသည့်အပြင်အဝိစားလဲလဲလေးပြီးဖြစ်သောကြောင့်ကိုလုံးပေါ်မှန်တွင် မိမိအရေးကိုတစ်ချက်စောင့်ယူကြည့်ပြီးမှအိမ်အောက်သို့ဆင်း၍စန်းနရားကိုလက်ဖြင့်ဖြင်းညင်းစွာနေပြီးလျင်ဘောလေတပုတ်ကိုခတ်တိုးတိုးလေးအေးနှင့်ဆူလိုက်ရာမောင်ထွန်းမြတ်နှင့်စကဲကြီးတို့စကားပြောနေသည့်အခါနှင့်နိုင်ရန်တစ်ချက်သာအခြားသဖြင့်မောင်ထွန်းမြတ်သည်စကားစားကိုတက်၍တချင်းတန်နှင့်စန်းနရားတန်ကိုနားဆိုင်၍ထောင်မိလျင်အယုတ်ရည်နှင်းလိုက်အောင်အတန်လင်းတာရပါပြီဟု စိတ်နှံ့ချီးမွမ်းမိလေ၏ဒုက္ခစကဲကြီးက သားသမီးကလည်းတယောက်တည်းရှိပြန်မိတဆိုးလေးလည်းဖြစ်ပြန်တော့တဲပြီးအလိုလိုက်ရတာကပဲအင်္ဂလိပ်ကျောင်းခုနှစ်တန်းအောင်ပြီးလာလျင်ပဲဆန်နီယာတီးခြင်းနဲ့ဆိုလို့ဆန်နီယာတစ်ခုဆက်ချင်းသွားဝင်ပြီးအိမ်မှာအတီးတင်ရတာလင်းငါလာလောက်ပဲရှိသေး။သူ့မေအနှွဲပါလာလို့ထင်ပါရဲ့။တဲပြီးအဆိုတီးဝါဒနာလေးပါတက်လဲတက်လွယ်ရှာတယ်။စကားဆက်မိလို့ပြောရအောင်မင်းခင်တို့အမေကကကြေတဲ့ကလေးပေါ့။ဦးကလည်းကျောင်းသားအရွယ်ဟိုက်စကူးမှနေတော့ချစ်ကြိုက်ကြတော့ ဦးမိဖများကသဘောမတူရှာဘူးဒီတော့ဦးကလည်းသူ့မရမနေနိုင်ဘူးဆိုပြီးထွက်ပြေးကြရောထွက်ပြေးပြီးဘကိုးအေးပံယုံမှာစည်ရီးအလုတ်ကလေးနဲ့၁၀နှစ်လောက်လုံနေတော့ခင်မင်မီလည်းခင်မျက်နှာမြင်ရောမျက်နှာမြင်ပြီးမိထင်းကမထွက်ခင်ပဲခမရအနှိမ့်ဆရောက်ရှာတယ်သူရဲ့ဟုပြောရင်းစကဲကြီးဒီမျက်ရည်မဆဲနိုင်တဲ့ဖြင့်လက်ကင်ဘွားနင်းတုတ်လေးရဲ့ခင်မင်မီတေဆုံးလို့ကိစ္စပြီးတဲ့နေ့မှာပဲရန်ကုန်ကအမိရောအဖာရောတနေ့တည်းတေချရှာတဲ့အကြောင်းချိန်နှံရပြန်ရော ။ဒီတုန်းကများဖြင့်လူပြည်မာနေနိုင်မဲတော့မထင်ဘူးသူရဲ့။ဟောဒီတမီကလေးရှိသေးလို့သာကိုကိုကိုတစုံတရာမဆုံးအဆုံးမကြံမိတာကလား။ရန်ကုန်ရောက်ပြန်တော့တားတယောက်တည်းမို့မိဘအမွေနဲ့တော်တော်များများပဲရပြီးအစိုးရအလုပ်ကိုမလုပ်ပါဘူးလို့ခွင့်ခံပြီးနေပြန်ပါလေ။ခင်မေမေစိတ်နဲ့နေရောညရောဖြစ်နေပြန်တော့အလုပ်မလုပ်ပဲနေလို့ဟန်မရချေဘူးလို့လာကကိုလိုချင်လို့မဟုတ်ပါဘူး။ စိတ်ပြေလက်ပြေချီစီတော့လို့အလုတ်ပြန်ဝင်ပြီးတနည်းလောက်ကြတော့မြို့ဥရာတို့ကိုချီးမြှင့်ခံရပြီတဲ့ဒီတော့မြို့ဥလာကကလေးနဲ့တိုက်ခမြေကရတာကလေးနဲ့ဘလောက်တလောက်သုံးဆွဲပြီးလာခဲ့ယခုဖြင့်တိုက်ကလေးလေးငါလုံးနဲ့ဥယင်ကလေးများလေးကုန်တဲ့အပြင်အကျွေးတွေဝိုင်းပြီးဒီသမီးကလေးအတွက်တရင်ကလေးတစ်လုံးရေလို့ကုတ်ကုတ်ကက်ချန်ထားယခုဖြင့်တရင်ကလေးတောင်မကြံမိဘူးဟုတယောက်တည်းစိတ်ကူးနေပြီတကယ်တို့ခတ်တူတူပြော၍နေစဉ် ဝင်းပေါမမတော်ကားတစ်စင်းဝင်လာ၍ခင်စိန်ကြီးဟုဗိုလ်မတယောက်၏အတန်ဖြင့်ခေါ်လိုက်လျင်ခင်စိန်ကြီးသည်ဇန်နရာတိယာမထား၍ဖေဖေဗျာခင်သွားအောင်မေဖေဖေမအိမ့်နေပါနဲ့အုံးခင်ပြန်လာတော့အကုန်ပြွန်ပြောပြရစေအုံးဟုဖခင်ကိုနှုတ်ဆက်၍မောင်ထွန်းမြတ်ကိုလည်းရှင်ပြုံးသောမျက်နှာဖြင့်နှုတ်ဆက်လေးလေးရင်းစစ်ကဲကြီးနှင့်မောင်ထွန်းမြတ်တို့သည် Mrs. Brown ၏မတော်ကားနောက်သို့မတော်ကားပေါ်သို့လိုက်ပို့ကြကုန်၏ ၎င်းတို့ထွက်ကြပြီးနောက်အိမ်ခြေတွင်ခိတ္တလန်းရှောင်းရင်စကားနှင်းငယ်ပြောဆိုကြပြီးလျင်ပေါင်းထုံးမြက်လေ9နာရီထိုးလူနီးပြီးဖြစ်၍မိမိနေအိမ်သို့ပြန်သွားလေ၏ဒီနေ့ဖပြခဲ့တဲ့ဝတ္ထုလူလေးကို ချိန်ပြပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာစင်သူကြီးကိုမောင်မများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်းတောင်းရင်အပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ